တခြားနိုင်ငံတွေစီကိုချစ်ချည်ခီတွားရောက်တဲ့အခါကင်းကြုံအားရဲ့လုံခြုံရေးအတွက်ဘယ်လိုစီမံပေးရလဲပရိသတ်များအားလုံးပဲမင်္ဂလာပါများဘာမအိတ်တုံးလုံး channel ကနေပြန်လဲကြိုဆိုလိုက်ပါရီမြောက်ကိုရီးယားနိုင်ငံကောင်းဆောင်ကင်းကြုံအန်းကကိုတိုင်းပြည်ကနေခြားတော်တိုင်းပြည်စီကိုဆက်ဆံရေးခီးထွက်ရတာမျိုးတွေသိမရှိပါဘူးဒါမဲ့ပြီးကြတဲ့နှစ်ပိုင်းလုံးကကင်းကြုံအန်းကခြားတော်တိုင်းပြည်တစ်ခုစီကိုချစ်ချည်ခီတွားရောက်ခဲ့ပါရီမြို့တော်ပြုံရန်ကနေရုရှားနိုင်ငံကိုတွားရောက်ခဲ့တာဖြစ်ပါရီဒါအပြင်ကင်းကြုံအန်းတွားရောက်ခဲ့တဲ့ပုံစံကလည်းထူးခြားပါရီယထာနဲ့တွားရောက်ခဲ့တာဖြစ်ပါရီ ခီးစုံကိုရောက်ရှိနိုင်မှုနှစ်ရက်ကြာကုန်မောင်းခဲ့ရပါသည်။ဒါမဲ့ကင်ဂျုံအမ်းမှာရန်သူတွေအများကြီးရှိပါသည်။မြောက်ကိုရီးယားဆိုတာတကားပိဝါဒကိုသာကျင့်သုံးခဲ့တဲ့နိုင်ငံဖြစ်ပြီးအခြားသောတိုင်းပြည်နဲ့အဆက်ဆံသိမ့်မလုပ်တဲ့နိုင်ငံဖြစ်ပါရေးအစိုးရအဖွဲ့ဝင်တွေကလည်းနိုင်ငံသားခီးစဉ်တွားရောက်ကြတာမျိုးတွေအယံကိုနေပါပါရေးအဲဒါကြောင့်အခုလိုနိုင်ငံကောင်းဆောင်ကြီးတယောက်ခီးထွက်တာဖြစ်လို့လုံခြုံရေးစီမံနေအယံကိုကောင်းမှုလိုအပ်ပါရေးကင်ဂျုံအန်းကလည်းဒါကိုအထက်ထက်စစ်ဆေးပြီးစိတ်ချရအောင်ပြီးဆိုမှသာယထာဘော်ကိုတက်လိုက်လာတာဖြစ်ပါလိမ့်မယ် ီခီးစဉ်အတွက်ကင်ကြုံအန်းကိုဘယ်လိုပုံစံမျိုးနဲ့လုံခြုံရေးတွေပေးထားပြီးစောင့်ရှောက်မှုတွေပြုလုပ်ခဲ့ကြလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါဒီခီးစဉ်အတွက်ကင်ကြုံအန်းလိုက်ပါစီးနှင်းလာတဲ့ယထာတစဉ်နဲ့တွားနေတာတော့မဟုတ်ပါဘူးရှေ့မှာရှေ့ပြေထားတစဉ်ရှိပါရီရှေ့ပြေထားတဲ့တာဝန်ကယထာလမ်းပေါ်မှာဖောက်ခွေးပစ္စည်းတွေတက်ဆင်ထားသလားနောက်ပြီးဘေးနှစ်ဖက်ကနေချုံကိုတိုက်ခိုက်တာတွေရှိမလားစတဲ့အန္တရာယ်တွေကိုစောင့်ကြည့်စစ်ဆေးဖို့တာဝန်ယူရပါရီအဲ့ဒီယထာရဲ့နောက်ကနေကင်ကြုံအန်းစီးနှင်းလာတဲ့ယထာကလိုက်ပါခုံမောင်းနေတာဖြစ်ပါရီ ကင်ကြောင်အစင်းနှင်းလာတဲ့ရထားရဲ့အနီးတစ်ဝိုက်မှာဆိုရင်လက်နက်ကင်လုံးချုံကြီးအပြစ်ပါလာတဲ့ရဟရင်တစ်စင်းလဲလိုက်ပါလာပါရင်ရဟရင်နဲ့ရန်သူတွေရှိမရှိအန္တရာယ်ကင်းမကင်းဆိုတာကိုအပေါ်စီးကနေကြည့်ရှုသွားတာဖြစ်ပါရင်ကင်ကြောင်လိုက်ပါလာတဲ့ရထားကတော့ရထားတွေအားလုံးမှာပဒိမောက်မှန်တွေကိုကြီးကားမှန်တွေတက်ရှင်ထားပါရင်အောက်ခြေနေရည်ကိုလည်းမာကျော်ပြီးပောက်ကွဲတန်ခံနိုင်တဲ့အထူးပြုလုပ်ချက်ပစ္စည်းနဲ့ဖန်တီပေးထားတာဖြစ်ပါရင်ဒီလောက်နဲ့မပြီးသေးပါဘူးအခုဆက်လက်ပြောပြမာတွေကိုသာပရိသတ်များကြားသိရမယ်ဆိုရင် shock down ရသွားနိုင်ပါတယ် ယထာဟုအပေါ်စီကနေလာရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေဆိုရင်ဒါတွေကိုခုခံတိုက်ထုတ်နိုင်ဖို့အတွက်ယထာရဲတစ်ခုမှဆိုရင်လေရင်ပြအမြောက်တွေကိုထည့်သွင်းတက်ဆင်ထားတာပါဒီတွဲဒီမှာလေရင်ပြတုံးနေတဲ့တင်ကားဖြတ်တုံးနေအများကြီးပါပါတယ်ဒါအပြင်အေးပေါ်ချင်းတွေမှာကင်ညွန်အထွက်ပြေးနိုင်အောင်လို့ရဟရင်တစ်စင်းကိုပါယထာနဲ့တူတူယူဆောင်လာခဲ့ပါသည်မြောက်ကိုရီးယားရဲ့မစ္စတာစနစ်ကြောင့်ယထာကတနားရီကိုကီလို60သာခုံမောင်းနိုင်ပါတယ်ဒီထားကအတွင်ပိုင်းအပြင်စင်တွေကဆကင်ညွန်အရဲ့စိတ်ကြိုက်တိဆောက်ထားတာပါ အဲဒါကြောင့်ပဲတနိုင်ငံလုံးမှာဆိုရင်ဒါမျိုးထားကတစည်းတည်းပဲရှိပါရင်ယထားရဲတခုမှာဆိုရင် online စကားပြောဆိုမှုတွေပြုလုပ်ဖို့အတွက်ဇပွဲနဲ့ထိုင်ကုန်း laptop ရုပ်မြင်သံကြား fast ဂျိုရူဖုန်းကိုရီးယားချွန်းဆွယ်မြေပုံဒါတွေအလုံးပြည့်စုံအောင်ထည့်သွင်းထားပါရင်ဧကန်ဖြစ်ပြုလုပ်ထားတဲ့ယထားတွဲမှာတော့အဖြူအောင်တစ်သားချမ်းပြင်းပန်းရောင်ဆိုဖာကုန်းကြီးကလကာလိုက်ကာရီကနေစလို့လူလေသေးမရှိအောင်စီမံထည့်သွင်းထားတာဖြစ်ပါရင်စားတောက်တွဲမှာဆိုရင်တော့ကိုရီးယားတရုတ်ရုရှားပြင်သစ်နဲ့ဂျပန်စားစာတွေကိုစုံလင်အောင်မျှဆနိုင်မှာဖြစ်ပါရင် ယဒါဘောကဆင်းတော့မယ်ဆိုရင်အခြားတွဲတစ်ခုပေါ်မှာယဒါနဲ့တူတကားရဲယူလာတဲ့မာစီဒီမတ်စိတ်ကြီးကကားနှစ်စီးနဲ့လူရအကိုတောက်ရောက်နိုင်မှာဖြစ်ပါတယ်။အခုပြောပြခဲ့တာတွေကကင်ဂျွန်အန်တယောက်မြောက်ကိုရီးယားကနေရုရှားကိုယထားနဲ့ချစ်ကြီးခီတောက်ရောက်ခဲ့ရမှာသူ့ရဲ့လုံခြုံရေးအတွက်ဘလို့အစီအမံနဲ့ပြင်ဆင်ဆောင်ရွက်ခဲ့လဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးခဲ့တာဖြစ်ပါတယ်ညာ။အားလုံးဂျင်းနဲ့နှစ်သိမ့်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုကိုစုံလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။နောက်ရက်ဗီဒီယိုတွေမှာကျွန်တော်ထပ်မံပြီးတော့အဆုံးတိကြရအောင်ပါ။